မြန်မာပြည်မှာဂိုလာဖန်းနေတဲ့မန်ယူအသင်းကအိုနာနာရဲ့ညီရန်ကုန်ရိုင်းရဲ့အသင်းကမြန်မာပြည်အိုနာနာပရိသတ်များလုံးမင်္ဂလာပါရှင်ဆက်လက် insider page ကနေပြလဲကြိုဆိုလိုက်ပါတယ်မြန်မာပရိသတ်တွေကချစ်စနိုးနဲ့မြန်မာပြည်အိုနာနာဆိုပြီးတော့ဝိုင်းခေါ်ကြလို့ဝမ်းသာပျော်ရွှင်နေသူကတော့ရန်ကုန်ရိုင်းရဲ့အသင်းရဲ့နိုင်ငံသားကူသမားခန်ဂူရီယာလီဘိုးဖြစ်ပါတယ် အိုနာနာဆိုတာကတော့အလုံးသိကြတဲ့အတိုင်းပါပဲမန်ယူအသင်းရဲ့လက်ရှိနံပါတ်1ဦးစားပေးဂိုးသမားဖြစ်တယ်လို့ဖုန်းတကူရှင်ပွဲသူကိုလည်းရရှိထားသူဖြစ်ပါတယ်အဲ့ဒါကတော့အလုံးသိကြတဲ့ဖုန်းဆိုပြီးကန်တန်ကြားတာနဲ့လှဲ့ကြည့်ထားစရာမလိုအောင်ကိုပဲအိုနာနာကဂိုးသွင်းခံနေရတာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းဟာခေဆက်ဆက်ဂိုးသမားကောင်းများစွာပေါ်ထွန်းခဲ့ပါတယ်ဒါပေမဲ့ဒီလိုမျိုးမန်ယူအသင်းရဲ့အစင်လာကောင်းတွေဟာဂိုးသမားအိုနာနာရဲ့လက်ထက်မှာတော့ပျောက်ဆုံးသွားပါတယ် မန်ယူအသင်းရဲ့ဘောလုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တစ်ဖက်အသင်းရဲ့တိုက်စစ်ထက်ဂိုသမအိုနာနာဘာအမားတွေလုံမလဲဆိုတာကိုစောင့်ကြည့်နေရတာဖြစ်ပါတယ်။အိုနာနာကိုယ်တိုင်ကလည်းရောက်ဖားကိုကြက်ဦးတိုက်တဲ့အကွက်တွေမကြခဏလုံးလေးရှိပါတယ်။ဒါကြောင့်လေအိုနာနာတနာနာလေးရှိအောင်မန်ယူဖန်တွေမန်ယူအသင်းဘက်ကဘောလုံးလောင်းကြီးထပ်ထားမိသူတွေမြစ်တာပို့ကြရတာဖြစ်ပါတယ်။အခုခါမှာတော့မြန်မာပြည်မှာအိုနာနာနဲ့အမွာညီကိုလာချွတ်ချွတ်တတိယရဲတူတဲ့နိုင်ငံသားသားကိုသမားတယောက်ရောက်ရှိနေပါပြီ။ သူကတော့ရန်ကုန်ရိုင်ယန်ဘလုံးအသင်းကနိုင်ငံသားသားကိုသမားခန်ကိုရီယာလီပိုးဖြစ်ပါတယ်။မန်ယူအသင်းကကိုသမားအိုနာနာဟာခင်မရွန်နိုင်ငံသားဖြစ်တယ်လို့ရန်ကုန်ရိုင်ယန်အသင်းကကိုသမားခန်ကိုရီယာလီပိုးကလည်းခင်မရွန်နိုင်ငံသားဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်မြန်မာပြည်ကိုရောက်ရှိနေတဲ့ရန်ကုန်ရိုင်ယန်အသင်းကခင်မရွန်ကိုသမားဟာအိုနာနာနဲ့တမျိုးတည်းမွေးဖွားတာဖြစ်ပြီးတော့ခင်မရွန် U20 အသင်းမှာအိုနာနာကပထမဦးစားပေးကိုသမားသူကဒုတိယကိုသမားဖြစ်ဘူးလေလို့ဆိုပါတယ်။ အခုချိန်မှာတော့မြန်မာပြည်ကလူတွေကသူ့ကိုအိုနာနာအိုနာနာမြန်မာပြည်ရောက်နေတဲ့အိုနာနာဆိုပြီးတော့ခေါ်ကြတဲ့ပုံမှာတော်တော်လေးကိုဝမ်းသာပျော်ရွှင်ဂုဏ်ယူနေတယ်လို့ဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာအိုနာနာကခင်မရွန်နိုင်ငံရဲ့ဂုဏ်ကိုဆောင်တဲ့ကစားသမားဖြစ်တယ်လို့ကမ္ဘာပေါ်မှာအကောင်းဆုံးအသင်းဖြစ်တဲ့အမန်ယူအသင်းမှာကစားနေတဲ့ကမ္ဘာကျော်အကူသမားဖြစ်ကြောင်း ဒီလိုကိုသမားတယောက်နဲ့တူတယ်လို့ပရိသတ်တွေကချီးကျူးနေကြလို့စိတ်ဆိုးစရာမရှိပဲဝမ်းသာဂုဏ်ယူမိတယ်လို့ရန်ကုန်ရဲ့အသင်းရဲ့ကိုသမားခန်ဂူရီယာလီဘိုးကပြောခဲ့ပါတယ် ပရိသတ်တွေကတော့ရန်ကုန်ရိုင်းရဲ့အသင်းရဲ့ဂိုးသမားခန်ကိုရီယာလီဘိုးဟာမန်ယူဂိုးသမားအိုနာနာနဲ့တော်တော်လေးဆင်တူနေရလို့ညီကိုရီများလားဆိုပြီးတော့တောင်မှတန်တရာဝင်နေကြပါတယ်။ဘာပဲပြောပြောအိုနာနာနဲ့တူတဲ့ခင်မရုံးလူမျိုးဂိုးသမားလေးခန်ကိုရီယာလီဘိုးကတော့မြန်မာပြည်မှာဘောလုံးလာကစားရတာကိုတော်တော်လေးကိုပျော်ရွှင်နေပါတယ်။ရန်ကုန်ရိုင်းရဲ့အသင်းရဲ့ပွဲဥထွက်နှစ်ပွဲမှာပေးကိုမရှိအောင်လဲလက်စွမ်းပြကစားထားရလို့ကြေညာနေပါတယ်။ အထူးသဖြင့်တော့မြန်မာနိုင်ငံရဲ့ထိပ်တန်းကလပ် Yangon United အသင်းရဲ့ပွဲမှာဂိုးမပေးရအောင်စွမ်းဆောင်နိုင်တဲ့ပုံမှာကိုကိုကိုတော်တော်လေးအားရမိတယ်လို့ Kimron ကိုသမားလေးခန်ကိုရီယာလီဘိုးကဆိုပါတယ်ဂျန်ဂိုရိုင်းရဲ့အသင်းဥက္ကဋ္ဌကတော့အဆိုပါခင်မရွန်ကိုသမားကိုတလောက်ကိုဒေါ်လာ1000မြန်မာငွေ45သိန်းခန့်နဲ့ငှားလာတာလို့ဆိုပါတယ် ပရိသတ်တွေကတော့မြန်မာပြည်အိုနန္နာဟာမန်ယူကအိုနန္နာထက်တောင်မှကောင်းနေဆိုပြီးတော့ချီးကျူးနေကြပြီလည်းဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာပြည်အိုနန္နာကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။